ားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ဖျာဒကင်ရဲ့ကွယ်ကာမစမှုရေအောက်မှာအားလုံးဒီကောင်းကြမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်ဗနက်ခင်တိုင်းပါဖျာဒကင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနှားဆင်ခြင်းအတွက်အထူးပေးဂျေစုတည်ရှိပါတယ်မိတ်ဆွေတင်တယ်မိသားစုအိမ်သူအိမ်သားရောက်စီတိုင်းကိုထောက်ရပြားကောင်းကြီးပေးဖို့ ကွယ်ကာဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ဖြားနာနေတဲ့သူတွေ၊ဆေယုံဆေးခန်းတွေမှာရောက်နေတဲ့သူတွေ ဘဝတက်တာထဲမှာခက်ခဲပြဿနာမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဘုရားသခင်ကအလေးအမြတ်ကျမ်းပါရတဲ့ခွင့်ကိုပေးဖို့အခက်ခဲပြဿနာမျိုးမျိုးကနေလွတ်မြောက်ရတဲ့ခွင့်ကိုပေးဖို့ဆုတောင်းမေတ္တာပို့တာပါတယ်။ရှာလုံးအားလုံးပေါ်မှာခြောက်ရဘုရားထံမှာလာတော့ငြိမ့်တဲ့ခြင်းသက်ရောက်ပါစေ။ဘုရားသခင်ရဲ့ကြီးစုတော်တက်တဲ့ကြောင်း2025ခုနှစ်ရဲ့အောက်တိုဘာလ10ရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ဒီနေ့ထိတိုင်အောင်လမ်းပြပို့ဆောင်တော်မူသောဘုရားသခင်ရဲ့ကြီးစုတော်ပေါင်းကိုချီးမွမ်းပါတယ်။ ်ဒီနေ့မနေ့မှာကျွန်တော်တို့အတူတကွဆင်ကျင်ခွန်အားယူရမယ့်ကျမ်းပိုက်ကတော့138ကျိန်မြောက်သောဆာလံပိုက်ငယ်9ကနေ6အထိဖြစ်ပါတယ်ငါဒီကျင်းမြောင်းရာထဲကထောက်ရပြားကိုခေါ်၍ထောက်ရပြားသည်ကျဲဝန်းတော်အရက်သေးတို့တွင်တော်မူ၏ထောက်ရပြားသည်ငါဘက်မှရှိတော်မူသည်ဖြစ်၍ကြောက်เสียမရှိ လူဒီငါ၌အဘယ်တို့ပြုနိုင်တနည်းကျမ်းပိုက်အဖြစ်ဘုရားခင်အထူးကောင်းကြီးပေးပါစီလူဘဝမှာကျင်လဲအသက်ရှင်ရတဲ့အခိုက်အတန့်ဖြစ်တဲ့အတွက် ပျော်ရွှင်ရတဲ့အချိန်တွေရှိသလိုခက်ခဲကြက်သီးတဲ့အချိန်တွေလည်းရှိမယ်။ရီမောရတဲ့အချိန်တွေရှိသလိုငိုကြွေးမိသားရတဲ့အချိန်တွေလည်းရှိမယ်။အသက်အကျအနေအမြင့်မျိုးစုံကြုံတွေ့ရတဲ့လူဘဝမှာတခါတရံမိမိဘဝအသက်တာထဲမှာမထင်မှတ်ထားတဲ့ဆိုးရွားတဲ့အခြေအနေတွေကိုဖြတ်သန်းရင်ဆိုင်ရတဲ့အခါမထင်မှတ်ဘဲကျန်းမာရေးအခြေအနေဆိုးရွားလာတဲ့အခါပုံမှန်လည်ပတ်နေကြလုပ်ငန်းတွေရပ်တန့်သွားတဲ့အခါရင်သီးချစ်ခင်ရတဲ့အားကိုးရတဲ့အပေါင်းအသင်းမိတ်ဆွေတွေမိခိုအားထားရတဲ့သူတွေ မရှိတော့တဲ့အခါ တတိယလိုက်ပါအရင်အမြက်ကဖျားခင်ဖြစ်ပါတယ်ဘဝအတ္တတာထဲမှာ resources တွေမရှိတော့တဲ့အခါဒီအရာတွေအားလုံးကိုပြန်ပြီးဖန်ဆင်းပေးနိုင်တဲ့ဖျားရှိတယ်ဆိုတာကိုတတိယသိချင်တယ်ကျွန်တော်တို့ခရီးတွေတွားလို့လေရင်ပေါ်မှာမကြာခဏမိတ်ဆွေကြားပူးနေကြတတိပေးကျင်ညာချက်တစ်ခုကမထင်မှတ်ထားတဲ့ရာသီဥတုအခြေအနေဖောက်ပြန်မှုတွေရှိလာနိုင်တာဖြစ်တဲ့အတွက်ထိုင်ခုံမှာထိုင်နေစဉ်ထိုင်ခုံကပတ်ကိုပတ်ထားပေးဖို့တတိပေးနေတဲ့အသံကိုအချိန်ချင်းမိတ်ဆွေကကြားပူးခဲ့မှာဖြစ်ပါတယ် ဒီတိုင်းပဲဖြစ်တယ်လူဘဝမှာမထင်မှတ်ထားတဲ့ရာသီဥတုတွေမျိုးမျိုးကြုံတွေ့ရနိုင်တယ်နေစဉ်တတိမူရမယ့်အရာကဖန်ဆင်းရှင်ဘုရားခင်ကပလင်တော်ပေါ်မှာစိုးစံနေစေဖြစ်ပါတယ်နေရတိုင်းမှာသင်ကိုကောင်းကြီးပေးဖို့အတ္တတော်ကောင်းကြီးမင်္ဂလာတွေနဲ့တူလက်ဆက်တဲ့ဘုရားခင်ရဲ့ကရုဏာကိုမနေ့ခင်တိုင်းမှာပြင်ဆင်ပေးနေတာဖြစ်ပါတယ်တခါတရံမြင်နေရတဲ့ဆက်ခုမြင်ကွင်းထဲမှာ ထင်ထင်ရှားရှားမမြင်ရပေမဲ့တင်မတိတဲ့နယ်ပယ်ကနေဖျားခင်တဲ့အတွက်အလုလုနေတာဖြစ်ပါတယ်။ဒါကြောင့်ဆိုးရွားတဲ့အခြေအနေတွေကိုကြုံတွေ့ရတဲ့အခါမှာဖျားခင်ကိုခေါ်ဖို့ဖြစ်ပါတယ်။ကျွန်တော်ဘဝအသက်တာထဲမှာအမတ်တရားတွေများစွာရှိတဲ့ထဲကအကြောင်းအရာတစ်ခုကအမှုတော်ဆောင်များကိုတိုက်တွန်းခွန်အားပေးခြင်းဟောပြောဝင်ငါခြင်းအစီအစဉ်တစ်ခုပါ။ကျွန်တော်ကဥပမာလေးတစ်ခုကိုပြောဖြစ်ခဲ့တယ်။မြောက်တကောင်ရဲ့ရှေ့မှာရွှေတကြက်သားနဲ့ငပြောသည့်တလုံးရှိမယ်ဆိုရင်အဲ့ဒီမြောက်ကဘယ်အရာကိုရွေးချယ်မယ်လို့ထင်တယ်လဲ။ လူများစွာကငပြောတိကိုရွေးမယ်လို့ဖြေခဲ့ကြတယ်။အားလုံးကရည်ရည်မွန်းမွန်းနဲ့ငပြောတိတလုံးကိုရွေးချယ်လိုက်ခြင်းကမြောက်တကောင်အတွက်ငြိမ်းချမ်းခြင်းကိုတည်ဆောက်ခြင်းဖြစ်တယ်။အကယ်၍သူ့လက်ထဲမှာသာရွှေရှိခဲ့မယ်ဆိုရင်လူတွေကသူ့ကိုရံမူကြမယ်၊လှူယူကြမယ်။ငပြောတိတလုံးကင်နေတဲ့မြောက်ကိုဘဒုကမှတိုက်ခိုက်ပြီးလူရက်မှာမဟုတ်တလို့အဲ့ဒီမြောက်ကလေးရဲ့ဘဝကငြိမ်းချမ်းပါတယ်ဆိုတဲ့အကြောင်းလေးကိုပြောရင်းနဲ့ရည်မောခဲ့ကြတယ် ယင်းဒီချစ်ခင်ရတဲ့ကျွန်တော်မိတ်ဆွေတယောက်ကချက်ချင်းမျက်ရည်တွေကြာပြီးသင်ခန်းစာပြီးတဲ့အထိသူငိုယိုနေခဲ့တယ်ကျွန်တော်ရဲ့ဟောပြောဝင်ကချက်တွေထဲမှာငိုယိုရမဲ့အကြောင်းအရာတစ်ခုမှမပါပေမဲ့သူဘာကြောင့်ငိုသွားတာလဲကျွန်တော်ရဲ့ခေါင်းထဲမှာမိခွတ်များစွာရှိနေခဲ့တယ်ဟောပြောခြင်းအစီအစဉ်ပြီးသွားတဲ့ခါမှာကျွန်တော်သူ့ကိုတွားပြီးမေးတယ်အယံဝမ်းနေနေပုံရတယ်ဘာဖြစ်သွားတာလဲကျွန်တော်ဂယုတဆိုင်မေးတဲ့ခါမှာဆရာကကျမကိုမြောက်လို့ပြောတယ်စာတင်ခန်းထဲမှာရှိတဲ့လူတွေအားလုံးကမကြားမိပါဘူး ကျွန်တော်လည်းမပြောမိပါဘူးလို့အချင်းချင်းဖြောင်းပြပြီးနေတိမ်ပေမဲ့အဆင်မပြေခဲ့ဘူးဒီဥပပါလေးကမိတ်ဆွေကိုတစုံတရာစကားပြောနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်တခါတည်းကကျွန်တော်တို့ဘဝအတ္တတွေမှာမထင်မှတ်ထားတဲ့ယာဒီဥဒုတွေအခြေအနေတွေအမျိုးမျိုးကိုကြုံတွေ့ဖြတ်ကျော်ကြရတာဖြစ်ပါတယ်ဒီလိုအခြေအနေတွေကိုကြုံတွေ့တဲ့အခါမှာ တတိယလိုက်ပါပလင်တော်ပေါ်မှာစိုးစံနေတဲ့ဘုရားခင်ရှိသေးတယ်။အရင်မြင့်ဖြစ်တဲ့ဘုရားခင်ရှိသေးတယ်။ဘုရားခင်ကိုပြောပြဖို့အတွက်ဖြစ်ပါလောကမှာမိမိအနေနဲ့နားမလည်နိုင်တဲ့အမေးပု္ပ္ပစာတွေအားလုံးရဲ့အဖြေကဘုရားခင်ရဲ့မျက်မှောက်တော်ထဲမှာဖြစ်ပါတယ်။ ျွန်တော်သူ့ကိုဘလို့ပြန်ပြီးရှင်းပြရမလဲကျွန်တော်မှနီးလန်းတွေမရှိတော့ဘူးတမနဲ့တော့ကျွန်တော်တို့ပြန်ပြီးဆုံတွေ့တဲ့အခါမှာမင်္ဂလာမနက်ခင်းမှာနှုတ်ဆက်ပြီးတော့ကျွန်တော်စဉ်းစားမိတဲ့အရာကဆရာမကမြောက်နေတော့ခိုင်နိုင်ဖို့အတွက်မသင့်တော်ပါဘူးနင်းတော်ထဲမှာတံမာစွာပြေးလွှားနေတဲ့ဘန်ဒါတွေဒါမှမဟုတ်လင်းယုံငက်တွေနဲ့ပိုးပြီးတော့လိုက်ဖက်ပါတယ်ဆရာမကဘီယမနဲ့တူပါတယ်ဒီလိုနှုတ်ဆက်လိုက်တဲ့အခါမှာအချိန်ခဏအတွင်းမှာကျွန်တော်တို့ရဲ့ပေါင်းတင်းဆက်ဆံရေးတွေပြန်လဲပြီးပြေလည်လာခဲ့တယ် ။ဘာကြောင့်လဲ?ပလင်တော်ပေါ်ကအရင်မြက်ဖြစ်တဲ့ဖရာခင်ကတင့်မြတ်ခြင်းကောင်းခြင်းမင်္ဂလာကိုစီစဉ်စေလို့ဖြစ်တယ်။ဒါကြောင့်တင့်ဘဝအတ္တထဲမှာမထင်မှတ်ထားတဲ့ဆိုးရွားတဲ့အခြေအနေတွေကိုဖြတ်တန်းရင်ဆိုင်ရတဲ့အခါစိတ်မပြတ်ပါနဲ့။ဘဝကိုလွယ်လွယ်နဲ့အရှုံးမပေးလိုက်ပါနဲ့။မိမိကိုယ်ကိုဗဟုပြုပြီးကိုနီးကိုဟန်နဲ့ယက်တီဖြည့်ရှင်းတာမျိုးမဟုတ်ပဲဖရာကိုကိုးစားခြင်းနဲ့ယက်တီပါ။ပြာခင်ပြင်ဆင်ထားတဲ့လမ်းတွေပေါ်မှာသင်ကယုံကြည်ခြင်းနဲ့ရှောက်နေဖို့ယက်တီဖို့ဖြစ်ပါတယ်။ ကျမ်းစာကနာသည်ချင်းမြောက်ရထဲကထာဝရဘုရားကိုခေါ်၍ထာဝရဘုရားသည်ကျေဝွင့်တော်အရက်သေးတို့တွင်တော်မူ၏ထာဝရဘုရားသည်ငါဘက်မှရှိတော်မူသည်ဖြစ်၍ကြောက်เสียမရှိ လူတီငါ၌အဘယ်တို့ပြုနိုင်တည်းတဘာဝဘေးအန်ဒီယေလူပြုတဲ့အန်ဒီယေအမျိုးမျိုးကြုံတွေ့ရတဲ့ခါမှာတင်ကိုကွယ်ကားပေးမဲ့ဘုရားရှိတယ်ဆိုတော့ကိုတတိယဖို့ဖြစ်တယ်ဘုရားခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါတယ်။အားလုံးကိုဘုရားခင်ထူးကောင်းချီးပေးပါစေ။ sáng đó ya mía phiền bi chơi đêm bia ya mất đi nhé chuyện trong đời ha đi lo cả ye ta ba wa tên si dây suy nguyện ô sam nhà ga tên ta cố kê nai đôi ရေးချီဆုံးဆိုတာကြွေဝါခြင်းမြမဟုတ်တော့ပါတင်ချစ်သူကင်းသူအပေါ်ပေါ်များတဲ့အနာကိုလာနိုင်တော့

내시계다